ားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်ရဲ့ကချင်သားကြီးအောင်လာအန်ဆန်အနေနဲ့သူ့ရဲ့နောက်ဆုံး MMA ပွဲစဉ်ဖြစ်တဲ့အကြခင်အချိန်အတွင်းမှာပွဲစဉ်တစ်ပွဲရှင်ပြိုင်ထိုးသက်သွားဖို့ရှိနေပြီးတော့အဲပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာအောင်လာအန်ဆန်အနေနဲ့ဘယ်လိုမျိုးသူ့ရဲ့ဒီအားကစားသမားဘဝကိုဆက်လက်ဖြတ်တန်းသွားမလဲဆိုတဲ့အကြောင်းကိုတုံ့သက်တင်ဆက်ပေးသွားခြင်းပါတယ် ကျွန်တော်ရဲ့ကချင်သားကြီးအောင်လာအန်ဆန်းဟာဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံကို MMA အားကစားကိုစတင်ပြီးတော့မိတ်ဆက်ပေးခဲ့တဲ့ fighter ကြီးတဦးလို့ပြောရမှာပဲဖြစ်ပါတယ်။အောင်လာအန်ဆန်းနေနဲ့သူခေသူခါတော့ကတကယ်ကိုပွဲချန်ပြခဲ့ပူးတဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့ one championship အဖွဲ့အစည်းမှာနတကွန်ချန်ပီယံတူဖြစ်ခဲ့ဘူးတဲ့ဒီဂုံပုတ်ကြီးမားတဲ့ဖိုက်တာကြီးတူလည်းဖြစ်ပါတယ်။အောင်လာအန်ဆန်းနေနဲ့သူဟာ MMA အားကစားကိုစတင်ကစားခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်20လောက်2005ခုနှစ်လောက်တည်းကစတင်ကစားခဲ့တာဖြစ်ပြီးတော့အောင်သာအန်ဆန်အနေနဲ့အခုချိန်ထိဆိုလို့ရှိရင် MMA ပွဲစဉ်ပေါင်းသူ့အနေနဲ့45ပွဲထိရှင်ပြိုင်ထိုးသက်ထားပြီးဖြစ်ပြီးတော့အောင်သာအန်ဆန်အနေနဲ့ကသူ့နိုင်ငံရှိထားတဲ့ပွဲ30ထဲမှာ28ပွဲထိကိုပွဲသိမ်းပြထားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့အောင်သာအန်ဆန်ဟာ finishing rate တော်တော်လေးကိုမြင့်မားတဲ့ fighter တူဖြစ်ပါတယ်။အောင်သာအန်ဆန်အနေနဲ့သူ့အမှန်ကန်ပွဲချန်ခဲ့စဉ်တုန်းကသူ့အနေနဲ့သူ့ရဲ့ပြိုင်ဘက် fighter တွေကိုပွဲသိမ်းအနိုင် ယူပြခဲ့ဘူးတဲ့ဒီ record မှတ်တမ်းတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့သူ့အနေနဲ့ခုနှစ်ပွဲဇက်တိုက်တောက်လျှောက်ပွဲသိမ်းပြီးတော့နိုင်ယူပြထားတယ်ဆိုတော့ကွန်ဘောခုကလည်းပိုင်ဆိုင်ထားပြန်ပါသေးတယ်သူ့အနေနဲ့ပြန်ပြဖိုက်တာတွေကိုပွဲသိမ်းပြတယ်ဆိုတဲ့နေရာမှာလည်းပထမအချိန်မှလည်းပွဲသိမ်းပြခဲ့ဘူးတဲ့မတန်းနေရှိခဲ့တဲ့အတွက်ကြောင့်မလို့အွန်လိုင်းအဆန်ပွဲစဉ်လာပြီးဟေ့ဆိုလို့ရှိရင်ကျူးတောင်ထားမပေါက်ကြဘူးကျွန်တော်တို့မြန်မာပြည်သက်တွေနေနဲ့ဟာတာနေနဲ့ပြောခဲ့တာတွေတောင်ရှိပါသေးတယ် ဆိုတော့အောင်လအန်ဆန်းနေနဲ့သူ့ရဲ့ prime color ကိုဘယ်ချိန်မှာစတင် ပြီးတော့ရောက်ရှိခဲ့တာလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါအောင်လအန်ဆန်းနေနဲ့ one championship အဖွဲ့အစည်းကိုစတင်ဒီရောက်ရှိတဲ့အချိန်ကနေစပြီးတော့ less one ထက်ထက်နဲ့သူ့အနေနဲ့ထိုးသက်ပြခဲ့တာဖြစ်ပြီးတော့ one championship အဖွဲ့အစည်းမှာသူ့အနေနဲ့2014ခုနှစ်ထဲကစတင်ပြီးတော့ရှင်ပြိုင် ထိုးသက်ခဲ့တာဖြစ်ပြီးတော့ဒီ 2019ခုနှစ်မှာသူအနေနဲ့ဝမ်ချန်ပီယံရှင်မှာပထမဦးဆုံးရှုံးပွဲစတင်ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ရှုံးနိုင်ခဲ့တဲ့ fighter ကလည်း Bitly Bitash နဲ့ဖြစ်ပြီးတော့သူအနေနဲ့ဒီ Bitly Bitash ကိုဒုတိယအကြိမ်မြောက်တန်စကားဝိုင်းထဲမှာပြန်လည်တွေ့ဆုံတဲ့အခါမှာဆိုလို့ရှိရင်တော့အနိုင်ယူနိုင်ခဲ့ပြီးတော့ဒီ World Championship အဖွဲ့အစည်းရဲ့ မီရဝိတ်တန်ချန်ပီယံကပတ်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အချိန်တွေကနေစပြီး online and sense ရဲ့ prime color ကစတင်ခဲ့တာဖြစ်ပြီးတော့နောက်ထပ်ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ဒီပွဲစဉ်ပေါင်းခုနှစ်ပွဲမှာဆိုလို့ရှိရင်သူဟာမီရဝိတ်တန်ချန်ပီယံကပတ်ကိုနှစ်ကြိမ်ကာကွယ်ပြခဲ့ပြီးတော့ light heavyweight တန်ချန်ပီယံတပတ်ကိုတစ်ကြိမ်ကာကွယ်ပြခဲ့ပြီးနထကွန်ချန်ပီယံတူဖြစ်နေရက်တည်ခဲ့တာဖြစ်ပါတယ်2019ခုနှစ်ကနေစပြီး2019ခုနှစ်တိနှစ်နှစ်တာကာလမှာအောင်လာအန်ဆန်းနေနဲ့ fighter ပေါင်း6ယောက်ကို ရှင်ပြိုင်ထိုးတက်ခဲ့ပြီးအဲ့ဒီ fighter 6ယောက်ကိုပထမအချီနဲ့ဒုတိယအချီတွေမှာပဲပွဲဖက်ပြခဲ့တာဖြစ်ပြီးတော့ဂျပန်ကြီး Hassan Kawa ကိုတော့သူ့အနေနဲ့9ကြီးတိရှင်ပြိုင်ထိုးတက်ခဲ့ပြီး break that တွေကိုပွဲကောင်းပွဲချမ်းတစ်ပွဲရှင်ပြိုင်ထိုးတက်ပြခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးအမှန်ကန်ပွဲချမ်းပြခဲ့ပြီးတဲ့နောက်2020ခုနှစ်ကိုရောက်ရှိလာတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Netherlands Law ရှေ့ကြီး ရိုင်းနီယန်ဒရိုက်တာနဲ့ရှင်ပြိုင်တွေ့ဆုံခဲ့ပြီးတော့ရိုင်းနီယန်ဒရိုက်တာနဲ့ရှင်ပြိုင်တွေ့ဆုံခဲ့တဲ့ပွဲစဉ်နှစ်ပွဲလုံးမှာအောင်လာအန်ဆန်နေတဲ့ပထမတစ်ပွဲမှာတော့လေဗင်းညစ်ခံရပြီးအရှုံးပေးခဲ့ရပြီးတော့ဒုတိယတစ်ပွဲမှာဆိုရင်တော့ရိုင်းနီယန်ဒရိုက်တာရဲ့ဒီအသာစီးရယူကစားတာကိုခံရပြီးတော့သူ့ရဲ့ချန်ပီယံကပတ်နှစ်ခုလုံးကိုဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်တွေပြီးမှဆိုလို့ရှိရင်တော့အောင်လာအန်ဆန်အနေနဲ့သူ့ရဲ့ဒီချန်ပီယံကပတ်တွေကိုပြန်လည်ရယူနိုင်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့အသက်အရွယ်ကလည်းကြီးလာတဲ့အမျှသူ့အနေနဲ့ဒီရှုံးပွဲတွေလည်း ကြုံခဲ့တာပဲဖြစ်ပါတယ်။ Leandro Attidis ကိုအနိုင်ယူပြီးတဲ့နောက် Billy Patterson နဲ့ပြန်လဲတိုးတက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တူရဲအမြင်အရပြောရရင်အဲ့ဒီပွဲစဉ်မှာ Billy Patterson ရဲ့ weight ပိုတင်ပြီးတော့ online and sand ကိုဒီ game plan change ပြီးကစားခဲ့တဲ့အတွက်ကြောင့်မလို့ online and sand နေနဲ့တော်တော်လေးကိုရုန်းကန်ခဲ့ရပြီးတော့အဲ့ဒီပွဲစဉ်မှာရှုံးနေခဲ့ပါတယ်။အဲ့ဒီပွဲစဉ်နေပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ online and sand နေနဲ့ Yushin Okami, Kebeto Kabao, Fanrong စတဲ့ fighter တွေကိုပထမအချီနဲ့ဒုတိယအချီတွေမှာအမှောက်သိပ် ထုတ်ကွက်နဲ့နိုင်ယူပြခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒီချန်ပီယံကပ်စိန်ခေါ်ခွင့်ပြန်လဲရရှိမလားဆိုပြီးစောင့်မျှော်နေရမှဝမ်ချန်ပီယံရှစ်ဥက္ကရာကြီးချယ်ထရီရဲ့ဒီစာချုပ်ပေးမယ်မပေးဘူးစတဲ့ကြားရပါဖြစ်နေတဲ့ကိစ္စတွေအတွက်ကြောင့်မို့လို့သူတင်နဲ့အချိန်တစ်နှစ်နင်းနာခဲ့ရပြီးတော့2024ခုနှစ်မှာရှမင်းအာတိုဂန်နဲ့ပြန်လည်ထိုးတက်တဲ့အခါမှာဆိုလို့ရှိရင်တော့ online အစမ်းအနေနဲ့လုံးဝကို အကြပိုင်းရောက်တဲ့ Fighter 2ဖြစ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ online အဆန်းနေနဲ့ရှမေးအာဒဝန်ကို2024ခုနှစ်မှာရော2025ခုနှစ်မှာရောနှစ်ကြိမ်ထိုးတက်တဲ့အခါမှာဒုတိယအချီနဲ့ပထမအချီတွေမှာရင်စောစောစီးစီးအလဲထိုးခံခဲ့ရပြီးတော့ရှုံးနေခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးရှုံးနေခဲ့ပြီးတဲ့နောက်မှာဆိုရင်တော့ online အဆန်းအနေနဲ့ဒီ1 championship ဖွဲ့စည်းမှာနောက်ထပ်ပွဲစဉ်တွေထိုးအောင်မလားသူရဲ့ကစားသမားဘဝကရောဆုံးသက်သွားပြီလားဆိုပြီးတော့ပြည့်တက်တွေကြားထဲမှာမိကုန်းနေထွက်ပေါ်ခဲ့ပါတယ်ဒါပေမဲ့လည်း1 championship ဖွဲ့စည်းအနေနဲ့ online အဆင်းကိုလက်ရှိတလောတဲ့အချိန်မှာဆိုလို့ရှိရင်တော့ fighter တယောက်နဲ့ပွဲတက်ပေးထားပြီးတော့အဲ့ဒီ fighter ကတော့အရင်တုန်းက water weight တန်းမှာရှင်ပြိုင်ထိုးတက်တဲ့ fighter ဖြစ်ပြီး one championship မှာအခုလက်ရှိချိန်မှာ water weight တန်းဆိုတဲ့ weight တန်းဟာလုံးဝရှိမနေတဲ့အတွက်ကြောင့်မို့လို့ဒီ middle weight တန်းမှာ online အဆင်းနဲ့ပွဲတက်ပေးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ fighter ကလည်းသူ့ရဲ့ဒီ MMA မှတ်တမ်းကိုပြပြရမယ်ဆိုလို့ရှိရင်တော့ ဒီ fighter ဟာ Sweden နိုင်ငံသား fighter ဖြစ်ပြီးလက်ရှိလောလောဆယ်အချိန်မှာအသက်34နှစ်အရွယ်ပဲရှိသေးတဲ့အတွက်ကြောင့်မို့လို့ Paula Ansan နဲ့အသက်6နှစ်လောက်ကွာတဲ့အနေအထားမှာ သူ့ရဲ့ဒီနောက်ကစားသမားဘွား prime gala မကုံဆုံးသေးဘူးလို့ပြောရမယ့် fighter ဖြစ်ပါတယ် MMA ပွဲစဉ်ပေါင်း22ပွဲထိုးသက်ထားပြီးအဲ့ဒီကမှ15ပွဲနိုင်9ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့15ပွဲထဲမှာသူ့အနေနဲ့14ပွဲအထိကိုပွဲသိမ်းထားပြီးတော့13ပွဲကိုအလဲထိုးနိုင်ရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့အောင်လာအန်ဆန်နဲ့လက်ရှိဒလောဆယ်အချိန်မှာဆိုလို့ရှိရင်သူ့ကိုပွဲတက်ပေးတဲ့အနေထားမှာဒီ fighter ကတော့ဒီ3ပွဲစတိုက်နိုင်ထားတဲ့အနေထားရှိတယ်လို့ပြောရမှာဖြစ်ပြီးတော့2023ခုနှစ်ကနေစပြီးတော့ ူးချိန်တွေဟုပွဲဝေးနေတာဖြစ်ပါတယ်ဆိုတော့ဒီ fighter နှစ်ယောက်ကိုဒီ night ရှင်းကြည့်လိုက်မယ်ဆိုရင်တော့ online အစမ်းနေတဲ့အကြပိုင်း fighter ဖြစ်နေတာတော့မှန်တယ်ဒါပေမဲ့ ဒီ fighter လောက် online အဆန်ကပွဲမဝေးသေးတဲ့အနေအထားရှိနေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီ fighter တို့ရှင်ပြိုင် ထိုးတက်တဲ့အခါမှာဘယ်လိုရလဒ်မျိုးထွက်ပေါ်နိုင်တယ်လဲဆိုတာကတော့ကျွန်တော်နေနေကတော့ online အဆန်နေနဲ့အကောင်းဆုံးစူးစမ်းပြီးပြင်ဆင်လာဖို့ပဲမျှော်လင့်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူငယ် fighter နဲ့ဒီအကြပိုင်းရောက်နေတဲ့ fighter ရှင်ပြိုင် ထိုးတက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအကြပိုင်းရောက်နေတဲ့ fighter တွေဟာနိုင်ယူရရှိဖို့ဆိုတာအနေငယ်ခက်ခဲနေလို့ပဲဖြစ်ပါတယ်။ဆိုတော့ online အဆန်နေနဲ့ဒီ fighter ကိုနိုင်ယူရရှိသွားမယ်ဆိုရင်တော့ သူ့အနေနဲ့ဝမ်းချန်ပီယံရှစ်ပွဲစီကနေအနိုင်ယူဖို့တင့်တော်ပြီလို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပြီးတော့အနိုင်ပွဲနဲ့နှုတ်ဆက်သွားတာဟာဆိုလို့ရှိရင်အားကစားသမားဘွားမှာတကယ်ကိုဖြစ်တင်ဖြစ်ထိုက်တဲ့အနေထားတစ်ခုလို့ပြောမှာပဲဖြစ်ပါတယ်။တစ်ဖက်ပြန်မဲ့ဖိုင်တာအနေနဲ့ကတော့ဒီအောင်လအန်ဆန်းကိုလာအနိုင်ယူရရှိခဲ့မဲ့ဆိုရင်လည်းသူ့အနေနဲ့ဒီဝမ်းချန်ပီယံရှစ်မှာနောက်ထပ်ပွဲစီနေထပ်မံရရှိလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အောင်လအန်ဆန်းကိုနိုင်ယူရရှိဖို့ကတော့သူ့အနေနဲ့ကြိုးစားသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီဖိုင်တာနေရာရဲ့ပွဲစဉ်ကတော့အခုလာမယ့် အော်တိုဘာလ၃ရက်နေ့မှာရှင်ပြိုင်ထိုးတက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုနီးကပ်နေပြီလို့ပြောရမှာဖြစ်ပြီးတော့ကျွန်တော်တို့ break that တွေနေနဲ့မကြခင်အချိန်အတွင်းမှာစောင့်ကြည့်သွားဖို့လိုပါတယ်။ပြီးတော့ဒီ fighter နှုတ်ထိုးတက်သွားမဲ့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံလွန်ပီနီဘောက်ဆင်စတေဒီယံထဲမှာကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့လဲအဲသွားရောက်ပြီးတော့တော့မှလူကိုယ်တိုင်အားပေးကြဖို့ကျွန်တော်နေနဲ့ဒီညကနေပြီးတော့တိုက်တွန်းချင်ပါတယ်။ ဆိုတော့ online စမ်းနေတဲ့ဒီပွဲစဉ်တွေကနားယူသွားပြီဆိုရင်တော့သူ့အနေနဲ့ဒီနီးပြပြန်လဲလုပ်မယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်အနေနဲ့ကြားမိထားပါတယ်။ online စမ်းနေတဲ့အရင်တုန်းကလိုမျိုးနိုင်ငံချင်းချင်းတွေဒါကောင်းနေခဲ့မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီး MMA gym တစ်ခုကိုဖွင့်ပြီးတော့ MMA နီးပြဖြစ်နေဆောင်ရွက်လုပ်ကင်သွားမယ်ဆိုပြီးတော့အရင်တုန်းကပြောထားခဲ့ဘူးတာလဲရှိတဲ့အတွက်ကြောင့်မလို့ဆိုတော့ online အစမ်းနေနဲ့တကယ်၍သာနီးပြဖြစ်မြန်မာနိုင်ငံကိုသာပြန်လာပြီးတော့လောက်ကင်ဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ မြန်မာလူငယ်ကားကစားသမားတွေအတွက်တကယ်ကိုကောင်းတဲ့အခွင့်အရေးတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့အဲ့ဒီလိုမျိုးစောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာလူငယ်တွေအားကစားသမားတွေဒီနေ့ကတော့တော်တော်လေးကိုဝမ်းနည်းဖို့ကောင်းတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း online အစမ်းအနေနဲ့ဒီ American နိုင်ငံ Florida ပြည်နယ်ကသူ့ရဲ့ဒီ Megan ဂျင်ဖြစ်တဲ့ Kickle FC မှာပဲနီးပြဖြစ်ပြန်လဲလောက်ကင်သွားရင်းနဲ့နောက်ထပ်တက်လာမဲ့မြန်မာမျိုးဆက်တဲ့လူငယ်ဖိုင်တာတွေကို legend train ပေးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးလို့ပြောရမှာပဲဖြစ်ပါတယ်။ Kekle FC မှာလည်းလောဆယ်ဆိုလို့ရှိရင်ဒီနောက်ထပ်လာလာရှိတဲ့လူငယ်တွေကလည်းထပ်ပြီးတော့တက်လာဖို့အနေထားရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့တတော်လေးကိုစောင့်ကြည့်သွားရအောင်မှာပဲဖြစ်ပါတယ်အခုဆိုရင် MMA အားကစားဟာဆိုလို့ရှိရင်လည်းကမ္ဘာနှံ့မှာတကယ်ကိုကြော်ကြားတဲ့အားကစားတစ်ခုဖြစ်နေပြီးတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ကလည်းတကယ်ကိုလို့ဘဝကွဲအပ်ပေးတဲ့အတွက်ကြောင့်မို့လို့ UFC လို့ဖွဲ့စည်းကြီးမျိုးကတော့မှဂျိုရှူဝါဘန်ကို လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်ချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးတဲ့အနေအထားတွေရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေနဲ့ကတော့ဒီအများနဲ့အပိတော့ရမှာဖြစ်ပြီးတော့မကြခင်ချိန်တွင်းမှာလည်းကျွန်တော်တို့ရဲ့ချင်းတိုင်းသားဖိုက်တာလေးဂျိုရှုအပန်ရဲ့ကပတ်လူပွဲကိုစောင့်ကြည့်တွားရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုပွဲကောင်းပွဲချမ်းတွေကိုကြခင်ချိန်တွင်းမှာစောင့်ကြည့်တွားရမှာပါဆိုတော့ MMA ပရိသတ်တွေနဲ့ဒီကြားထဲမှာလာမယ့် MMA ပွဲစဉ်တွေကိုမလွတ်တမ်းစောင့်ကြည့်တွားကြဖို့ကျွန်တော်တို့လည်းဒီနေရာကနေတိုက်တွန်းချင်ပါတယ်ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးပါတယ်